တကယ်အမှန်ဟာမြင်ဘူးလားနော်အဲ့ဒါကိုလူလိုဘာလို့ပြီးဒါ open နေသည်နော် open နေသည်ဒီမှာကြည့် open နေမကြည့်အယောင်ကြည့်နော်နော်တွေ့ရညာရင်းလေးတွေမှာဝါတည်တယ်မပနေသည်နော်အယောင်ကြည့်နော်လူလိုလူလိုဖြစ်တာမဟုတ်အပေါ်မော့လူလိုဖြစ်တာမဟုတ်နော် comment ထဲမှာကျွန်တော်တစ်ခေါက်ပြဘူးလေ open နေပြတော့ဘာပြောလဲဆိုတော့လူလိုပါတဲ့လူလိုပါမဟုတ်နော်ဒီလေဒီမှာလာကြည့်ဒီမှာဒါလည်းအလူပဲလာကြည့် 撇了对，生呀生了了，干嘛干嘛？撇了，那撇了，那撇了。红本的呀，红不好吧，打工了呗，了嘛，压就不了。哦。太红路了，都、啊、算得了， နော်ဒါ opening နော်ဒါလည်းကျွန်တော်တို့အညံ့အလုံးလေးကိုပဲစမ်းပြပါနော် opening နော်နုလို့မဟုတ်ဘူးနော်ဒီမှာကြည့်အနုလေဒီမှာကြည့်အနုလေနုတိုင်းဖြစ်မယ်ဆိုအကုန်ဖြစ်လိမ့်ဗျာဟုတ်လားသူ့မျိုးနဲ့သူမသိရင်ဟိုကျွန်တော်ပြောတာဗျာအဲ့အဲ့ကြောင့်သူများတဲ့ကပြလို့ရှိရင်လေ ACG တိကြမတိတာဘေးဖြစ်တာနော်ဘာလဲဗျာကိုကြီးတော့လေအဆုံးထိမကြည့်ဘူးကျွန်တော်ပြောတာဟုတ်မဟုတ်ဘူးဘုသူဒ္ဓလေးတခုတော့ရရမယ်လေဗျာဟုတ်လားကျွန်တော်ပြပေးတဲ့ဘုသူဒ္ဓလေးတခုရမှာဗျာ ဟိုလက်မခံခြင်းလဲအားမရှိနဲ့မကြည့်ခြင်းကြောလိုက်ကြောပါရှင်းရှင်းနော်နည်းနည်းဘောင်းချပြီဟာအုံးသားအဲဒါကိုအဲဒါကိုမဆိုင်ဘူးကလားအယောင်နဲ့အယောင်ကမဟုတ်ဘူးနော်ကာလာနဲ့ဟုတ်ပါညီမနော်စကားကြီးအမှန်နော်နော်အကြီးတော်အကြီးကြီးကျွန်တော်မပြောခြင်းအားကြီးနဲ့မပြောခြင်းဘမကြီးဟုတ်တာပဲနော်မြင်ဘူးလားကြပါတခဲပန်းရောင်လေးကိုတန်းပြီးတော့ရဲနေတာပဲเนาะဟုတ်တယ်အဟမြင်ဘူးလားเนาะ အဲ့ဒါကိုလူလိုဘာလို့ပြီးအစိမ့်တလုံးကျော်ထားပေါ့ဗျာနော်ဟမ်ပါတမကြီးအဲ့မှာကြည့်ပါဟာနော်ကျွန်တော်ဥရားလို့ပါဗျာကျွန်တော်ဒီဖဲထားလို့ကျွန်တော်တော်တော်ဥရားလို့မကြီးဘေးလားအဲ့တော့ open menu နော်ဆေးဆိုးထရာလို့ပါလို့ကျွန်တော် open လို့ခေါ်တယ်နော်အခေါ်မတူတာပဲရှိမှာရှိမှာနော်နော်အဲ့မှာကြည့်ပါခိုးညပြန်နောက်တလုံးတော့ခွဲပြပါဟိုဘက်ဟိုဘက်ထည့်ရအောင်ခွဲပြပါဦးနော်အဲ့မှာကျလာဘလောက်အထိဟုတ်ကားပါ ဘောတွင်းသားတက်ကအစိမ့်ကြီးဘောခွဲပြောင်းတော့အပူစာလားတွေမလို့တော့ဟိုဟိုဟိုရှိတီထောင်းပတ်ဖြစ်လာဖြစ်လာလောကမတူဘူးနော်ဟုတ်တယ်ဖြစ်လာဒီမှာဒီမှာဒါကြတော့တာမန်ဘီဘောဟိုကကျတော့အုံပနေတူလာတို့လည်းမင်းတို့ကြည့်တာတူလားဘယ်တူမှာတော့ဘုရားနော်ဘုသူတာအဖြစ်နဲ့ကျွန်တော်ကနေပြီးတော့တင်ဆက်ပြတယ်။နော်ကျွန်တော်ကတော့မကြည့်ခင်မကြည့်နော်မသိတဲ့လူတွေပေါ့ဗျာမကြုံဘူးတဲ့လူတွေကဘုသူတာဖြစ်အောင်တော့ကျွန်တော်ပြပြရအောင်နော် ပရိပရာတွေမပြောနဲ့ဒီမှာတော့ငကူလုံးအမှုအဖက်တည်းပဲနော်ဟောရိုးကွာကွာအားလုံးမိသားစုကနေအားလုံးကျေးဇူးတင်ပါတော့ဆာဆာပါပါပဲနော်တခါမှမမြင်ဘူးအခုလိုမျှဝေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်